ခါတုန်းကနိုင်ငံငယ်လေးတစ်ခုမှာငယ်ရွယ်ပြီးထက်မြက်တဲ့ဘရင်တပါးနန်းတက်ခဲ့တယ်။ထိုတိုင်းပြည်ရဲ့အနီးအနားမှာအလွန်အင်အားကြီးပြီးစစ်လိုလားတဲ့ဘရင်ကြီးတပါးရှိရဲ့ထိုဘရင်ကြီးဟာတိုင်းပြည်ငယ်လေးကိုတိမ့်ပိုက်ခြင်းပေမဲ့ဘရင်ငယ်လေးရဲ့ငယ်ရွယ်မှုနဲ့ထက်မြက်တဲ့အတွေးခေါ်တွေကိုသဘောကျလို့ခွင့်ရေးတစ်ခုပေးလိုက်ပါတယ်။အဲ့ဒီခွင့်အရေးကတော့အလွန်ခက်ခဲတဲ့မိကွန်းတစ်ခုပါ။ ဘီငယ်လေးအတွက်အချိန်တစ်နှစ်ပေးထားပြီးမဖြေနိုင်ပါကအသက်ခံရမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီမိကွန်းကလောကကြီးမှာရှိတဲ့အမျိုးသမီးတိုင်းအလိုချင်ဆုံးအရာကပါလေ။အဲ့ဒီမိကွန်းကတော့ဘီငယ်လေးနဲ့ပညာရှိအမတ်တွေကိုခက်ခဲရှုပ်ထွေးစေတော့တာပါပဲ။တချို့ကမဖြစ်နိုင်တဲ့မိကွန်းလို့ထင်ကြတယ်။ဒါပေမဲ့အချိန်တစ်နှစ်ရဖို့အတွက်ဖြေရှာဖို့လက်ခံလိုက်ရတာပေါ့။ အဲ့ဒါနဲ့သူတိုင်းပြည်မှာရှိတဲ့မိညီမင်းသားတွေ၊ဘုန်းတော်ကြီးတွေ၊ပညာရှိတွေ၊တရားသူကြီးတွေ၊ပြည်သူပြည်သားတွေနဲ့ပြည်တယ်စာအမျိုးသမီးတွေပါမကျန်ဆင့်ခေါ်ပြီးအဖြေရဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ပြည်စုံကျေနပ်ဖွဲ့ရအဖြေတော့မရခဲ့ပါဘူး။နောက်ဆုံးမှာတော့လူအများစုက တိုင်းပြည်မှာရှိတဲ့ဆုံးမအိုကြီးတယောက်သာလေဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ရှုတ်တင်ကြတယ်။ဆုံးမကြီးဟာအလွန်တန်ဖိုးကြီးရဲ့အဖိုးခေါကိုတောင်းဆိုလိုက်ပါတယ်။ အဖြေပေးရမယ်နောက်ဆုံးရက်ဟာတဖြည်းဖြည်းနီးလာပါပြီ။ဆုံးမကြီးဟာလည်းသူ့တောင်းဆိုချက်ကိုအရင်လိုက်ရှုံးမှအဖြေပေးနိုင်မယ်လို့ဆိုပါတယ်။တောင်းဆိုချက်ကတော့ဘရင်လေးရဲ့ယုံကြည်အားကိုးရဆုံးတငယ်ချင်းလေးဖြစ် နိုင်ငံရဲ့သူရဲကောင်းစစ်ဦးစီးလေးဖြစ်တဲ့အမတ်ကြီးကိုလက်ထပ်ပေးဖို့ပါပဲ။ဘရင်လေးလည်းအလွန်တုံ့ငုံ၆ချားနေရပေါ့။ဆုံးမကြီးပုံစံကခါကုံကုံကြောကုံဘူးနဲ့အမြင်ဆိုရလာတယ် သွားကလည်းရှည်သွားတစ်ချောင်းလည်းရှိရဲအနံ့အတက်ကလေးဆိုရွာလာတယ်စကားပြောဆိုကလည်းကျန်းတဲ့ညဉ့်ညမ်းလာတယ်ထိုဆိုရွာလာတဲ့ဆုံးမကြီးနဲ့နုညံ့သိမ့်ွေစိတ်တဘောကောင်းတဲ့သူရဲ့တငယ်ချင်းနဲ့ယူဖို့တိုက်တွန်းဖို့ရမှာသူ့အတွက်ဝင်ထုတ်ဝင်ပိုးဖြစ်နေတာပေါ့ဒါပေမဲ့အမတ်ကြီးကတော့တိုင်းပြည်နဲ့ လူမျိုးရေးနဲ့ရှင်ရင်ဒီကိစ္စဟာသူ့အတွက်အရေးမကြီးကြောင်းပြောဆိုပြီးအစိုးကိုလက်ခံပါမယ်လို့ဘရင်လေးကိုလျှောက်တင်လိုက်ပါတယ်။ဒီလိုနဲ့မင်္ဂလာပွဲအစီအစဉ်ကိုကျင်းညာလိုက်ပြီးဘရင်လေးအတွက်အဖြေကို ဆုံးမကြီးကပေးလိုက်ပါတယ်။လောကကြီးမှာရှိတဲ့မြို့သမီးတိုင်းအမှန်တကယ်အလိုချင်ဆုံးအရာကသူတို့ရဲ့ဘဝကိုသူတို့စိတ်တိုင်းကြစီမံခံခွဲချင်တာပါပဲ။ ိုခါမှပြည်သူတွေလည်းအဖြေကိုတိပြီးဘရင်ကြီးကလည်းစစ်မပြူတော့ပဲဘရင်လေးတို့တိုင်းပြည်နဲ့မဟာမိတ်ပြုလိုက်ပါတော့တယ်။အမတ်ကြီးနဲ့ဆုံးမကြီးတို့ရဲ့မင်္ဂလာပွဲဘလို့ဖြစ်သွားလဲ။ဘရင်လေးလည်းပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းတွေကိုတပြိုင်နက်ခံစားနေရပြီပေါ့။တိမ်ဝိရင်ကြီးရဲ့တငယ်ချင်းနဲ့အလုံးမတတိစရာဆုံးမတို့ရဲ့လက်တွဲရမယ့်ဘဝအရေးကိုစဉ်းစားမိလို့ပေါ့ အမေကြီးလည်းဆိုးရွားလာတဲ့ဘဝကိုရင်ဆိုင်ဖို့မင်္ဂလာအိတ်ခမ်းတွင်းကိုဝင်သွားရပြီ။ဒါပေမဲ့အိတ်ခမ်းတွင်းမှာတော့အလွန်နှောက်ပါတဲ့မျိုးမီးလေးတယောက်ထိုင်နေတာကိုတွေ့လိုက်ရလို့ရမ်းအံ့ဩသွားတာပေါ့။ဘာတွေဖြစ်ကုန်ပြီလဲ။မင်းကလေးရေလို့လှမ်းမိလိုက်တယ်။တင်ဟာကျမနဲ့ပထမအဦးဆုံးတွေ့တဲ့အချိန်မှာအလွန်ငတ်တတိစရာကောင်းတဲ့ရုပ်နဲ့တွေ့ပေမဲ့ကျင်နာစွာဆက်ဆံခဲ့တဲ့ဒီအတွက်ကြောင့်စိတ်ထားကောင်း တဲတဲ့ကိုအခွင့်အရေးတစ်ခုပေးချင်ပါတယ်။ဒါကတော့မိဘဓာမမဟုတ်ညဘက်ရှင်ကြိုက်တဲ့အချိန်ပိုင်းမှာအခုလိုလှပမွေးကျဲတဲ့ပုံစံနဲ့တွေ့မြင်နိုင်အောင်ဖန်ဆင်းထားမယ်လို့ဆုံးဖြတ်ထားပါတယ်လို့ပြန်ပြောလိုက်ပါတယ်။ဘလောက်များရက်ဆက်နာကျင်စေတဲ့မိကွန်းပါလိမ့်အမတ်ကြီးလေးတီခြာစင်းစားပြီးအဖြေပေးရတော့မယ်။နေပိုင်းမှာချုံမောလာပတဲ့မိန်းကလေးကိုမိတ်ဆွေတွေအလဲမှာပြတတ်ပြီး ညအချိန်မှာဆုံးမကြီးနဲ့အတူတူအိတ်မလားဒါမှမဟုတ်မိဘိုင်းမှာဆုံးမကြီးကိုပြတာပြီးကိုပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာပျော်ရွှင်ဖွယ်ရာအချိန်တွေကိုပိုင်ဆိုင်မလားအမကြီးပါရွေးလိုက်တယ်ဆိုတာကိုစက်မကြည့်သေးပဲတင်ကိုယ်တိုင်ဆိုရင်ကောဘာကိုရွေးချယ်မှလဲအမကြီးရွေးချယ်လိုက်တာကတော့မင်းတဘောအတိုင်းပါပဲကွာတဲ့ အဲ့ဒီစကားကိုကြားလိုက်တဲ့အခါအမျိုးသမီးလေးကအောက်ပါအတိုင်းကျညာလိုက်ပါတော့တယ်။အချိန်တိုင်းလှပတဲ့ပုံစံနဲ့ရှင့်ကိုမြင်တွေ့စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူမဘဝကိုသူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ။ပုံမြင်လေးရဲ့အဓိကဆိုလိုရင်းကဘာလဲ။တင်းရဲ့မိန်းကလေးဟာသူတို့စိတ်တိုင်းကျသူတို့ဘဝကို စီမံခွင့်မရခဲ့ရင်တင်းအချိန်နေဟာလည်းနေဒါမှမဟုတ်ညပိုင်းတွေမှာမလှပနိုင်တော့ဘူးနော်။